okay ဒီနေ့အတွက် Facebook ကိုဟော့ issue လေးပေါ့နော်ကျမတို့ခလေးလေးနဲ့စိုင်းမှာပစ္စည်းဝင်ခိုးတဲ့ခါကျတော့စိုင်းရှင်ကနေပြီးတော့မှကြိုးတုပ်ပြီးတော့မှရိုက်တဲ့ video file လေးတက်လာတဲ့ခါကျတော့အာဆိုင်ရှင်ဘက်ကိုပြောတဲ့သူတွေလည်းရှိတယ်အဲဒီနိနာကလေးနဲ့ပေါ့လေကလေးကလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာ ုံမဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျမကတော့ဒီအဲ့တော့လည်းနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့တဖွဲနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောတခုကလည်းတချို့ကလည်းတကူအားပေးတယ်ပေါ့တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါကတော့သဘောထားကွဲလွဲလို့ရပါတယ်အဲ့တော့ကျမကတော့ဗာပြောချင်လဲဆိုတော့ရှူတော်မျိုးတစ်ခုအနေနဲ့ပြောချင်တယ်เนาะဒီဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက် ကျမတို့နောက်ထပ်ရှုထောင့်လေးတစ်ခုကနေပြောချင်တယ်။ဘာဖြစ်ဆိုကျမတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုယ်အမှားမဖြစ်ရအောင်လို့ပြီးတော့ကျမရှုထောင့်လေးတစ်ခုကနေပြောချင်တယ်နော်။ဘာဖြစ်ဆိုဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်။ဒါမှသာနေကျမတို့ကဆောင်းရမ်းရှောင်းရမ်း လေးလေးကိုကိုသိနိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုနင်ကဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမတိလို့သာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်တိရဲဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမတိလိုက်လို့သာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလဲဆရာမကြီးလောက်တယ်လို့သာမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကအဲ မြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှားလေးဒါလေးတွေတွေကနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှားလေးကိုသိဖို့လိုတာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရက်တွေဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုတ်လုခြင်းပေါ့နော်အဲ့တော့ပြည်မှုကျူးလွန်တဲ့သူတူကိုတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှား59 60အရာအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ် အငုတ်ခိုးတယ်ခပိုက်နိုင်တယ်စတဲ့ဖြစ်မှာကျမတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျမနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါတယ်တဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင် ကျမတို့ကဒီလိုဆုံးမတာတို့ကိုတိုင်းရိုက်နှက်တာတို့စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်းအမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟောကိုကကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုတက်ဆိုင်ရအောင်မအပ်ဘဲနဲ့ ိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုတိုင်းရိုက်နှက်ချင်းဆုံးမလာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှားတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ထန်ရှိပါလေတဲ့ သုံးနှစ်သုံးကတာမန်ရိုက်နေချင်းတဲ့နော်ထောင်ဒဏ်နဲ့ငွေဒဏ်နဲ့နော်ဒဏ်ငွေတဲ့သုံးနှစ်ကထိခိုက်ဒဏ်ရာကြီးအောင်ရိုက်နေချင်းတဲ့အများဆုံးထောင်ခုနှစ်နှစ်နဲ့ဒဏ်ငွေတဲ့နော်နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြုပြီးဒဏ်ရာရအောင်ပြုလုပ်ချင်းတဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်ဒဏ်အထိရှိနိုင်ပါတယ်တဲ့ဟောကဲ နော်ဒါလေးတွေတိဖို့လိုအပ်တယ်ကျွန်မတို့ကနစ်နာရတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှအရာကျွန်တော်တို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနစ်နာလို့အာဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်เนาะအဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းတဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နည်းတဲ့ เนาะပုံမှန်66ဂါကြီးအောင်မှာ ပြည့်မှုဖြစ်နိုင်ပါတယ်တဲ့เนาะဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်တန်း2နှစ်နဲ့ဒဏ်ငွေတဲ့เนาะ66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်တန်း3နှစ်နဲ့ဒဏ်ငွေတဲ့ကဲเนาะဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့เนาะဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတဲ့တရားဆွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်ဥပဒေတွေကဟိုမှာအာခုနှစ်နှစ်တရော သုံးနှစ်တည်းရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကြွနေထီတောင်ပါတယ်အဲ့တော့ကျွန်မတို့တွေကအဲတစ်ခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျွန်မတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်မတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်မတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့သခိုးတို့ခပိုင်းနိုင်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်မတို့အာဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးကပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအနှွာပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုက သူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမသူကနှင်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းအခိုးခံတော့သူကနှင်နာသူနှင်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနှင်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစင်းမှာသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမယ့်နားလေတက်ကြွတဲ့သူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစသဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနင့်လဲနင့်နာသေးတယ် ထက်ဆင့်ပြန်ပြီးတော့မှနစ်နာမှုတွေဖြစ်မယ်အဲ့တော့နောက်ဆိုရင်ဆောင်ရံရှောင်ရံလေးတွေတိရအောင်လို့မလို့တိလို့ကျူးလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဘူးဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တကိုးအားပေးတာလည်းမဟုတ်ဘူးဆိုင်းရှင်ကိုမှန်တယ်မားတယ်လို့သုံးသက်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်ဆင့်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရံရှောင်ရံနဲ့မြည်တို့မြည်ပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်ဒါလေးကိုအဲ့တော့ကျမတို့တွေကဒီလိုမျိုးကိုယ်ကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်နိုင်တယ် မိတဲ့အစသဖြင့်မဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရာအမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရာလက်ကိုအပ်ပြီးတော့မှသူရဲ့ပြစ်မှုပြစ်ဒဏ်အင်ကပဲတက်ဆိုင်ရာကစီမံပိုင်ခွင့်ကို အနှင်းမှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှားတွေနဲ့ညှိစိုးနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျမကပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျူးလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့သည်ရှိတော့ကိုကမတိလိုက်လို့ကျူးလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလောက်တာလည်းမဟုတ်ပါဘူးနော်ကျေးဇူးအများကြီးတမရင်